ဟာဝိုင်ကျွန်းပေါ်ကကျွန်းဆောင်တစ်စီများပြည်သက်များအားလုံးပဲမိင်္ဂလာပါရှင်အမ်နိုင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ဟာဝိုင်ကကျွန်းနေစီကိုအလဲဘက်သွားပြစ်တဲ့အခါကျရင်အခုပြောပြမယ့်ဆောင်ရန်ရှောင်ရန်တွေကိုတည်ထားဖို့လိုပါတယ်အဲ့ဒါကတော့ညဘက်ပင်လယ်ကမ်းဆက်အနီးမှာအပျော်ရန်စခင်းချတဲ့အခါညတစ်ကောင်လောက်ကြီးအတန်တွေကြားရင်လုံးဝထားမကြည့်ပါနဲ့။မိတ်ဆွေတို့မြင်ရမယ့်အရာတွေကအပေါ်ပိုင်းဗလာချင်း လက်ထဲမှာလန်တန်တွေကိုကန်ဆောင်ထားကြတဲ့ကျွန်းသားတွေစီတန်းလဲလဲနေတယ်ဆိုတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကလူသားအစ်စ်တွေမဟုတ်ဘဲပရာလောကဝိညာဉ်တွေဖြစ်ကြပြီးတော့မကျွတ်လွတ်သေးတဲ့သူတို့ရဲ့စိတ်ဝိညာဉ်တွေဟာဟာဝိုင်ရဲ့ကျွန်းနေပေါ်မှာဒီနေ့အထိရှိနေဆဲဖြစ်ပါတယ်။ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံသိရဖို့အတွက်ဆောင်းလေးချုံကြလေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးအထိအတူကြည့်လိုက်ကြရအောင်ပါ။ဟာဝိုင်ရဲ့ကျွန်းနေပေါ်မှာညချိန်ကိုရောက်ရှိလာပြီးဆိုတာနဲ့ကျွန်းရဲ့အနေအထားကနေဘုံတီးတန်တွေကို ကြားရကြပါတယ်။ဒီကျုံးနေစီကိုအခုမှအလဲလာကြတဲ့သူတွေကတော့အဆိုပါဘုံတီးအတန်တွေဟာကျုံးပေါ်ကလူတွေရဲ့လက်ချက်လိုပဲထင်တတ်ကြပါတယ်။တကယ်တော့ဒီအတန်တွေဟာလူသားတွေလောက်တာမဟုတ်ပါဘူး။ကျုံးပေါ်ကမကျွတ်လွတ်သေးတဲ့အဆောင်အရှောက်တွေကတီးခတ်တာကြောင့်ထွက်ပေါ်လာတဲ့အတန်တွေပါ။ဒီအတန်တွေကိုကြားရင်ထိတ်လန့်မသွားဖို့အတွက်ဒေသခံတွေကပြောကြပေမယ့်တချို့ကတော့တစီရီတီးတဲ့ဘုံတီးတံကိုကြားရနဲ့ကြောက်စိတ်ကငယ်လေးထိရောက်သွားတတ်တယ်လို့တချို့ကလည်းဆက်ဆွလို့တဲ့စိတ်နဲ့ထွက်ကြည့်ကြပါရဲ့ အဲ့ဒီလိုချိန်တွေကြာရင်မုံရီဝိုးတောင်းအဝေးတနေရာစီကနေလူတန်းရှိကြီးတို့ကိုမြင်ရလိမ့်ရှိပါတယ်။သူတို့ရဲ့ပုံစံကအပေါ်ပိုင်းပလာခြင်းနဲ့ယောက်ျားကျွန်းသားတွေဖြစ်ပြီးတော့လက်ထင်းမှာလည်းလန်တန်ရှိတွေကိုခိုင်းဆောင်ထားကြပါတယ်။သူတို့ဟာပုံတန်နဲ့အတူစီကြကြကြရိုးရာတခြင်းကိုညင်းရင်းနဲ့လရောင်အောင်မှာစီတန်းလေ့လည်နေကြတာပါ။ ကျုံးမော်ကလူကြီးသူမတွေပြောတာကတော့အဆိုပါဝိညာဉ်တွေဟာဟိုးရခင်နေပေါင်းများစွာကကျုံးကိုကာကွယ်စောင့်ရှောက်တဲ့သူရဲကောင်းတွေဖြစ်ကြပြီးတော့သူတို့တည်သွားတဲ့အခါမှာလည်းဒီကျုံးကိုဝိညာဉ်ဘဝနဲ့ဆက်လက်စောင့်ရှောက်နေရတာဖြစ်တယ်လို့သိရပါတယ်။1983ခုနှစ်တုန်းကအမေရိကန်ရေတပ်သားတအူးကကျုံးရဲ့အနာမှာတင်းမိုးကိုကန့်ကတ်ထားတော့ရုတ်တရက်ဘုံဒီးတံတွေကိုကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာခွေးဥတံတွေကိုလည်းအဆက်မပြတ်ကြားလိုက်ရတာကြောင့်အိနီယာကနေနိုးထလာခဲ့ပါတယ်။ သူထွက်ကြည့်လိုက်တဲ့အခါမှာကျွန်းသားယောက်ျားရိယာတန်းစီပြီးတော့လဲလဲနေရင်းနဲ့ရုတ်တရက်ပြောက်ကွယ်သွားတာကိုမြင်လိုက်ရတယ်လို့ဆိုပါတယ်။သူဟာဒီအကြောင်းနေနဲ့ပတ်သက်ပြီးတော့ဒေတာကန်တွေကိုမေးကြည့်တဲ့အခါမှာကျွန်းသားဝိညာဉ်နေနဲ့ကြုံခဲ့ရတာကိုသိခဲ့ရပါတယ်။၂၀၀၂ခုနှစ်တုန်းကလည်းလူငယ်စုံတဲ့တွင်ဟာကန်းကြီးမှာရွက်ဖြင့်တဲလေးထိုးပြီးတော့စကန်းချနေတော့ညတကောင်ချိန်မှာရုတ်တရက်ဘုံဒီတန်တွေရိုးရတိုက်ပွဲတချင်းစုတန်တွေကိုကြားလိုက်ရပါတယ်။ ခြေတံတွေကသူတို့ရဲ့အနီကဖြတ်သွားတာကြောင့်လူငယ်စုံတွေလည်းထကြည့်ဖို့အစဉ်စားခဲ့ပါသေးတယ်။ဒါပေမဲ့ကျုံးပေါ်ကလမ်းပြတစ်ယောက်ပြောခဲ့တဲ့ကျုံးဆောင်တစ်စီရီအကြောင်းကိုသတိရသွားတာကြောင့်ထားမကြည့်ခဲ့ကြပါဘူး။မနေ့ရောက်တော့ရွက်ပြင်တဲ့အနီးမှာအတန်းလိုက်ဖြစ်နေတဲ့ခြေရာတွေကိုမြင်ခဲ့ရပါတယ်။ရှင်းလူကြီးတွေပြောတာကတော့ဒီကျုံးဆောင်တစ်စီတွေကကျုံးကိုအနီးရေကနေကောက်ွယ်ပေးနေရကြောင်းသူတို့ကမလေးမစားမလို့တင့်မှုလို့ဆိုပါတယ်။ အကယ်၍မလေးစားတာမျိုးစော်ကားတာမျိုးလုပ်မိရင်တော့အသက်တည်ဆုံးတဲ့အထိတစီရီရဲ့၆လန်းနာကိုခံရတတ်ပါရဲ့တဲ့။ကဲဒီကျုံးဆောင်ကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှရေးပေးသွားပါအောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။